င်ဆက်ပေးမယ့်သတင်းကတော့ကြောင်းနေလေစာကြောင့်ကလင်းငယ်တထောင်ကျော်ဆေးရုံရောက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ကြောင်းအကျွေးနေလေစာစားပြီးကလင်းငယ်တထောင်ကျော်ကအစာစိတ်တင်ပြီးတော့ဆေးရုံတင်ဖို့ကြရတဲ့ဖြစ်စဉ်တရအင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပွားခဲ့လို့သိရပါတယ်။အင်ဒိုနီးရှားနိုင်ငံအနောက်ဂျာဗာပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးအစာစိတ်တင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေဖြစ်ပါတယ်။ဒီနေ့အတွင်းမှာအင်ဒိုနီးရှားအစိုးရကဖော်ဆောင်နေတဲ့အကြောင်းဒီမှာ အခမဲ့နေ့လည်စာကျူးတဲ့အစီအစဉ်ကြောင့်လက်ရှိဖြစ်စဉ်မှာပါဝင်တဲ့ကလေးငယ်တွေပါဝင်အစာစိတ်တဲ့မိစင်းရောင်ရတဲ့ကလေးငယ်ဥယေက9000ကျော်ရှိသွားပြီဖြစ်ပါတယ်။အင်ဒိုနီးရှားသမ္မတစူပီယန်တိုကကျောင်းတွေမှာအခမဲ့နေ့လည်စာကျူးတဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ခဲ့တာဖြစ်ပြီးတနေ့ကိုအမေရိကန်ဒေါ်လာ30ဘီလီယံကျော်ကုန်ကြတဲ့အစီအစဉ်လည်းဖြစ်ပါတယ်။ န္ဒိုနီးရှားနိုင်ငံတဝမ်းမှာရှိတဲ့ကျောင်းသားကျောင်းသူတန်း၂၀ကျော်ကိုအခမဲ့လေးလက်စာကျူးနေတဲ့ဒီစီစဉ်ရက်တက်ရှင်းမှုနဲ့ပတ်သက်ပြီးမိကွန်းထုတ်မှုတွေလည်းအများပြပေါ်ထွက်နေတယ်လို့သိရပါဗျ။ဒီတဲ့တွေတော့ညီချင်းအောင်ပါပြပို့လာပါဗျ။